အားလုံးမင်္ဂလာပါမယ်နီယူချန်နယ်ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United နဲ့ပတ်သက်ပြီးကစားသမားပြောင်းရွှေ့နောက်ဆုံးသတင်းတပုတ်ရှိပါတယ်ကိုသစ်တောင်ပဲကိုက်စီကစားသမားတယောက်ဖြစ်တဲ့ Market Richpool နဲ့ပတ်သက်ပြီးတော့ဘိုင်ယန်အသင်းကစိတ်ဝင်စားမှုတွေရှိလာတယ်ဆိုပြီးတော့ကျွန်တော်တို့သတင်းတွေမှာဖော်ပြလာတာရှိတယ်ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ဆုံးရထားတဲ့သတင်းလေးကိုဆွေးနွေးတော့ရအောင်ဒီကနေ့မှာကျွန်တော်ဗီဒီယိုဒေတာနောက်ကျတဲ့အတွက်စားသမားတို့ကို sorry ပါအအကြောင်းမျိုးမျိုးအကြောင်းဗီဒီယိုဒေတာနောက်ကျတာပေါ့ဗျာ ဆိုတော့ကျွန်တော်ဒီ rich moon နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားရအောင်ဒဇန်ကနေရော G coven ကနေရောကျွန်တော်တို့ဖော်ပြလာတဲ့အနေအထားမှာဆိုရင် market rich moon ကိုခေါ်ယူဖို့တဲ့ဘယ်ရင်တရားဆောင်ကျင်းမှုတွေချိလာတယ်ပေါ့တစ်ဖက်မှာလည်းကျွန်တော်တို့ဒီ liverpool အသင်းရဲ့ louis dias ကိုပါသူတို့အသင်းနေနဲ့ရှိတ်ဆဲမှုတွေပြုခွဲတယ်တော့ခေါ်ယူဖို့တဲ့ပြင်းပြထားခဲ့တယ်ဒါပေမဲ့လို့ liverpool အသင်းဟာဘယ်ရင်အသင်းရဲ့ခေါ်ယူမှုကိုသူတို့ကညှင်းပယ်ခဲ့တယ်ဆိုပြီးတော့ G coven ကနေရောဒဇန်ကနေရောဖော်ပြခဲ့တယ်ဒါကြောင့် market rich moon အတွက်ကတော့ ပယံသိနေတဲ့ကျိုးပဲ့မှုနဲ့အာထုံမှုတွေရှိလာတယ်ဟိုသူတို့ရဲ့ဦးစားပေးဖြစ်တယ်ဆိုပြီးတော့ report တွေဖော်ပြလာတယ်ဆိုတော့စာသမားတွေ market ratio နဲ့ပတ်သက်ပြီးတော့ပြောလို့ချင်တော့ကျွန်တော်တို့အပြောင်းရွှေ့ရာသီက3လကာလအတွင်းထဲမှာဒီကစားသမားဖြစ်သူကိုကျွန်တော်တို့ဒီတခြားအသင်းတွေကိုရောင်ရှားတဲ့နေရာမှာအခက်အခဲတွေတော့ရှိနေတယ်ပထမတစ်ချက်ကကျွန်တော်တို့ကစားသမားဖြစ်သူအနေနဲ့ဘာစီလိုနာကိုပြောင်းရွှေ့ရှင်နေဆိုတာကတော့အကုန်လုံးတည်ထားပြီးရောက်ဖြစ်တယ်ဒါပေမဲ့လို့အဲ့ဒီအသင်းအနေနဲ့က မာကတ်ရှိဖို့ရပြောင်းရွှေ့တန်ကြီးပေါ့ဗျာမက်ရှင်ဆောင်နဲ့တဲ့တင်ကားတို့ချိန်ပါတယ်ကစားသမားဖြစ်သူကိုရောင်းရှာဖို့အတွက်ကတော့ပေါက်သက်30ကျော်40အထိကိုသူတို့ကလိုချင်နေတနည်းပြောလို့ရှိရင် Rush Boy ရဲ့အပြောင်းရွှေ့ကကျွန်တော်တို့အသင်းအတွက်ကိုအင်မတန်ရေးပါတယ်။ဘာကြောင့်လဲဆိုရင် Rush Boy အနေနဲ့ Manchester United နဲ့တင်းတင်းရဲ့ Academy က Training Mission ပေါ်ကစားသမားတယောက်ဖြစ်တာပေါ့ဗျာ။ဘေးစင်းနဲ့ပဲရရကျွန်တော်တို့ကအမျက်ပေး30ရရင်လည်းကျွန်တော်တို့အမျက်ပေး25သန်း35သန်းရရင်လည်းကျွန်တော်တို့မြတ်တာပေါ့ဗျာ။ တိုးတော်ညာလဲအထိုက်တိတလောက်ကျွန်တော်တို့ဈေးတခုတော့ရဖို့လိုတယ်ဒါကြောင့်ဘာစီလိုနာအသင်းနဲ့သူတို့မှလည်းဘယ်နိုင်စီမီစီကဲနေပြီလို့ချင်းဘယ်နိုင်ရဲ့အကျဲတေးတွေအဲ့လိုမျိုးရှိတဲ့အတွက်ရက်ရှ်ဘိုးကိုသူတို့ခေါ်ယူဖို့အတွက်ကျန်ကြနေတာပေါ့ဗျာမာကရက်ဘိုးအနေနဲ့ကတော့ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ဖို့အတွက်ကတော့သူရဲ့လောက်ခလာစားတဲ့ဘက်ကို၃သိန်းကျော်ရလို့ရှိသူနဲ့သိန်းခွဲအဲ့လိုချောယူဖို့အထီကိုသူဆန္ဒပြင်းပြနေနေဒါပေမဲ့ဘာစီလိုနာအသင်းအနေနဲ့ကတော့လူလီနဲ့ခေါ်ယူလို့မရဘူး ဆိုတော့စာသမားတွေကျွန်တော်အတင်းအတွက်ကတော့ဗောဗျာရင်းရှင်းပလန်ရင်းရှင်းစီမံကိန်းတွေမှာမပါဝင်တော့တဲ့ market rate ဘို့ကိုအတင်းကနေဒီရဒီမှာကတော့မဖြစ်မနေကိုလဲလဲဖို့တဲ့ကျူပန်အထုံးမှုလို့ရမှာပြီးလို့ချင်းတခြားအတင်းတွေကအငားတွေဘာတွေခေါ်ဖို့တဲ့လဲစောင့်ကြည့်မှုတွေရှိတယ်ယူနိုက်တက်အတင်းကတော့ပြီးတဲ့ကိုရောင်းချရှင်နေတာ ခေါ်ဖို့ချိနေတဲ့အသင်းတွေထဲမှာဆိုရင်ကျွန်တော်တို့ဘိုင်ယန်အသင်းကပါစိတ်ပဝင်စားဖြစ်လာတယ်အထူးသဖြင့်လီဗာပူးအသင်းရဲ့ကစားသမားဖြစ်သူကိုခေါ်ဖို့အားနည်းခဲ့တဲ့အတွက်မာကတ်ရက်ရှ်ဘုတ်ကိုဒူးစားပေးကစားသမားဖြစ်ကို စောင့်ကြည့်မှုတွေရှိလာတာပေါ့ဗျာဆိုတော့ကျွန်တော်အသင်းနဲ့ဒီကစားသမားဖြစ်သူကိုအမေကန်ဆုံးရောက်ရှောက်ဖို့လိုတယ်ကျွန်တော်စောစောကပြောတယ်လို့ပါပဲသူစီကနေအပြောင်းဖြေရာထဲငွေထဲမှာတခြားပလေယာတွေခြားသောအသင်းတွေကကစားသမားတွေကိုခေါ်ဖို့တဲ့ကျွန်တော်တို့တစိမ့်တတိသား အဆင်ပြေဖို့ကျွန်တော်ရှိနေတာဒါကလည်းအချိန်လေးကောင်းဖို့လိုတယ်မို့လို့ရှိတော့ကိုသင်ရဲ့အပြောင်းအလဲဆွေးကဲကာလာတို့တွေမှာအခုဆိုကြည့်ပါလားဒီမတည့်ရက်ကွန်ညာတရားလောက်ပဲရတယ်အပြောင်းအလဲဆွေးကဲနှစ်လပြည့်တော့မယ်၃လအချိန်ရတာအခုဒီ Bravo သင်ရဲ့ကစားသမားအမ်မူမူလုံးဝအဆင်ပြေဖို့ဖြစ်နေတာပထမတစ်ချိန်ကဲလဲတဲ့နေရာမှာပေးရှာတယ်ဒုတိယအချိန်ကဲလဲတဲ့နေရာမှာပေးရှာတယ် နောက်ထပ်တစ်ကြိမ်တော့ကဲလဲမှုရှိနေတဲ့အတွက်ဒီကစားသမားဖြစ်သူရဲ့တန်ကြီးကပြောင်းရွှေ့ခြင်းအနေနဲ့ပေါင်သန်း90နာကဲနေပြီဘရေဗိုတင်ကလည်း90တောင်းထားတဲ့အတွက်အာပြောင်းရွှေ့ကတော့မလေးကူပါဘူးဆရော့ဆာသမားတို့ရဲ့မာကတ်ရေးရှင်းမှုနဲ့ပတ်သက်ပြီးတော့ညီကိုတို့ထင်မြင်ချက်ဘယ်လိုရှိလဲဒီနေရာဒီစေခွက်ကာလာတို့တွေမှာကျွန်တော်တို့အသင်းဘက်ကရောင်းချဖို့ကြိုးပမ်းတဲ့နေရာမှာအမေကဲဆုံးဖြစ်မလားဘိုင်ယန်မင်းအသင်းကဒီကစားသမားဖြစ်သူကိုခေါ်ဖို့တဲ့ဆရာထက်တယ်မှုတွေရှိတယ် စိတ်ပါဝင်စားမှုတွေရှိနေတယ်ဆိုပေမဲ့လို့ပြောင်းရွှေ့လုပ်တဲ့နေရာမှာတော့ထင်တယ်လို့တော့လူကမှမဟုတ်ဘူး။ကစားသမားဖြစ်သူက သူပြောင်းရွှေ့ရတဲ့အတင်းကတော့ဘာစီလိုတာပဲ။ဒါပေမဲ့အဆင်မပြေမှုတွေရှိတာပေါ့ဗျာ။ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ညီကလေးရဲ့အမေလေးတွေဆွေးနွေးပေးကြပါအောင်။ပြောင်းရွှေ့ကာလအတိုးတွေမှာတော့ဒီတင်းကကစားသမားတွေယူနိုက်တက်တင်းကိုရောက်ရှိလာဖို့ရှိမလဲ။အမေကန်ဆုံးအပြောင်းရွှေ့ဈေးကွက်တစ်ခုဖြစ်ဖို့လိုတာပေါ့ဗျာ။ အစွန်းနေပေးကြပါဦးမနေ့ပြန်လဲကျွန်တော်မက်ရှဇာုံနဲ့တဲ့အတင်းနဲ့ပတ်သက်တဲ့မှာတည်နေရထားလို့ရှိလေတင်ဆက်ပေးဖို့ရှိတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ် like and subscribe နဲ့မလိုအပ်သေး like and subscribe နဲ့ notification ခေါင်းလောင်းလေးကိုတီးကြပြီးတော့မက်ရှဇာုံနဲ့တဲ့အတင်းနဲ့ပတ်သက်တဲ့မှာတည်နေကိုမလိုတဲ့ကြည့်ကြည့်အားပေးနိုင်ပါတယ်ကြောင့်ပြောကြရင်လည်းဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ